ောင်းသမီးတို့အားလုံးမင်္ဂလာပါဆရာကဆရာစင်ပါ grade 7သင်ကြားသင်ရိုးသင်များဦးမျှဝေသင်ကြားပေးပါမယ်အဆရာတို့ဒီနေ့သင်မဲ့သင်ခန်းစာလေးကအခန်းတည်းဂိမ်းပြများသင်ခန်းစာတွေကမှာ1.2ဂိမ်းပြများကိုဂိမ်းပြပေါ်တွင်ဖော်ပြခြင်းသင်ခန်းစာကိုဒီနေ့ဆရာတို့လေ့လာရမှာဖြစ်ပါတယ်အဲ့တော့သင်ခန်းစာမသင်ခင်မှာဒီနေ့သင်ခန်းစာလေးရဲ့ရွေးချယ်လေးရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့တအားတို့သမီးတို့ကိုဂိမ်းပြများကိုဂိမ်းပြပေါ်မှာငယ်စဉ်ကြီးလိုက် အစီအစဉ်အတိုင်းနေရာထပ်ပတ်မှုဖြစ်ပါတယ်။ဒါဆိုရင်ဆရာတို့သင်ခန်းစာလေးဆက်လိုက်ရအောင်ပါ။ကဲဆရာကဂိမ်းမင်းလေးကိုဆရာကတဝက်လေးပြပြထားတယ်။ဟုတ်ပြီနော်။အဲဆိုရင်ဆရာတို့အဲဒီမှာအပေါင်းဂိမ်းမင်းလေးဂိမ်းလေးတွေဆရာတို့ပြထားတယ်။ပထမသင်ခန်းစာတုန်းကဆရာတို့တွေဒီအဲဂိမ်းပစ်ကတ်ပြလေးတွေနဲ့ဆရာတို့တွေစတင်လေးလာခဲ့။ဒါဆိုရင်ဟောဒီ0လေး၊3ညာလေးရဲ့ဘယ်ဘက်မှာဆရာတို့ကဘာဂိမ်းလေးတွေရှိလဲဖြည့်ကြည့်ပေးပါဦး။ဟုတ်တယ်ဆရာတို့က3ညာလေးရဲ့ဘေးမှာဆရာတို့က နှုတ်ကိန်းလေးရှိတယ် lower ဘက်ကိုဒါဆိုရင် minus 1ရှိမယ်ဒါဆို minus 1ပြီးပါလားမလဲ minus 2ဟုတ်တယ်ပြီးတော့ minus 3ပြီးတော့ minus 4 minus 5 minus 6 minus 7 minus 8 minus 9 minus 10စသဖြင့်ဆရာတို့တွေအဆုံးမရှိဘူးလीเนาะဆရာတို့ပြောခဲ့တယ်လीအာသဘင်လေးပြသွားရေဂျိုခါရေကုန်းတည်တော်ပါမယ်ဆရာတို့ကအဆုံးမရှိဘူးအဲ့အနောက်ဖက် lower ဘက်မှာလည်းပဲ အဆုံးမရှိဘူးဟုတ်ပြီနော်ဒါဆိုဆရာတို့ဒီဘက်မှာ gain တွေအနန္တရှိတယ်အဆုံးမရှိဘူးဒါဆိုရင်ဆရာတို့ကအော်ဒီ gain တွေရဲ့အဲ့ဒီအနောက် gain တွေဘက်ကိုဆရာတို့ကလက်ဝဲလို့ခေါ်ပြီးတော့အော်ဒီအပေါင်း gain တွေဘက်ကိုဆရာတို့လက်ရလို့ခေါ်တယ်ဒါဆိုရင်အခုသင်ခန်းစာမှာဆရာတို့ရဲ့ဒီ gain မြင့်ပေါ်မှာ gain လေးတွေအနောက် gain လေးတွေဒီဆရာတို့ရဲ့လက်ဝဲဘက်ကိုရောက်လီလီပါပြတ်သွားတယ်လေပိုရေးပိုရေးငဲသွားပြီးတော့ဆရာတို့ဒီလက်ရဘက်တို့ရောက်လီလီပိုရေးပိုရေးပါပြတ်သွားလေကြီးသွားတယ် ဒါပြောမယ်ဆရာတို့ဒီဂိမ်းပုံမှာဂိမ်းနေတာဆရာတို့ကဟိုလဝဲဘက်ကိုရောက်လေတိဘိုးရီးဘိုးရီးငယ်ငယ်သွားတာဟောပြီးတော့ငယ်ငယ်သွားပြီးတော့လက်ရဘက်ကိုရောက်လေတိဘိုးရီးဘိုးရီးကြီးသွားတယ်ဟောပြီးတော့ဒါဆိုရင်ဆရာတို့မဆုလေးရရှိပါပြီအဲ့တော့ဂိမ်းနေတိဂိမ်းပုံမှာဆရာတို့ကလဝဲဘက်ကိုရောက်လေတိဘိုးရီးဘိုးရီးငယ်သွားပြီးတော့လက်ရဘက်ကိုရောက်လေတိဘိုးရီးဘိုးရီးကြီးသွားတယ်ဆိုတာကြီးသွားပြီနော်ဒါဆိုဆရာတို့သင်္ကေတနဲ့ရေးမယ်ဆိုလို့ရှိရင်ကြီးကငယ်တာမျိုးဆရာတို့ကအကြီးကိုဆရာတို့ကသင်္ကေတနဲ့ရေးရင် greater than greater than လေးနဲ့ရေးတယ်ငယ်တဲ့သင်္ကေတလေးကကြတော့ဆရာတို့ less than ငယ်တဲ့သင်္ကေတလေးနဲ့ရေးတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ဒီနောက်ထပ်သင်ခန်းစာလေးကြည့်အောင်ဒါဆိုရင်ဆရာတို့ game ပေါ်မှာနေရာချကြည့်အောင်ဒါဆိုရင်၃ညလေး၃ညပြီးတော့ဒီလက်ရာဘက်မှာဆရာတို့အပေါင်းငင်းလေးတွေလာမယ်ဘာကြီးလာမလဲဆိုတော့1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 တန်ဆရာတော့တန်အထိပဲပြအဲ့ဒါဘောဒီဘက်မှာအများကြီးပဲအဆုံးမရှိဘူးနန္ဒာရှိဒါဆိုရင်နှုတ်ကင်းလေးတွေလည်းနေရာချပြပါအောင်ဟုတ်တယ်ဆရာတို့ -1 -2 -3 -4 -5 -6 -7 -8 -9 -10 -11 -12 -13 -14 -15 -16 -17 -18 -19 -20 -21 -22 -23 -24 -25 -26 -27 -28 -29 -30 -31 -32 -33 -34 -35 -36 -37 -38 -39 -40 -41 -42 -43 -44 -45 -46 -47 -48 -49 -50 -51 -52 -53 -54 -55 -56 -57 -58 -59 -60 -61 -62 -63 -64 -65 -66 -67 -68 -69 -70 -71 -72 -73 -74 -75 -76 -77 -78 -79 -80 -81 -82 -83 -84 -85 -76 -77 -78 -79 -80 -81 -82 -83 -74 -7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 5 -76 -77 -78 -79 -80 -81 -82 -83 -74 ဘသူကကြီးကြလဲဘသူကငယ်တာလဲဆရာတို့ကစာနဲ့ပြထားပြီးသင်္ကေတနဲ့ရေးပြတတ်အောင်ဆရာတို့လေ့လာကြည့်အောင်ဒါဆိုဆရာတို့ကသူကပြထား minus 4ဒီတဲ့ minus 6 ठी ကြီးဒီလို့ပြောထားတယ်ဒါဆိုရင်ရှေ့ကလေး minus 4ဒီ minus 6 ठी ကြီးတယ်ဒါဆိုရင်ကြီးသင်္ကေတကြီးရလို့ပြောရင်ဆရာတို့ခုနကတော့ဗာလဲ greater than နဲ့ရေးရမယ်ဒါဆိုရင်သူတို့နှစ်ခုကြားထဲမှာရှေ့ကလေးဒီနောက်ကလေးတဲ့ကြီးအားဖြစ်တဲ့အတွက်ဗာထည့်ပြရမယ် greater than ထည့်ပြရမယ်ဟောလား greater than လေးထည့် နောက်တစ်ခါ minus 3 4 angle ဒီလို့ပြောတယ်ဒါဆိုရင်ဆရာတို့တွေဒီငယ်ငယ်တယ်လို့ပြောရင်ဆရာတို့ပါတင်ဒေတာလေးလဲဟုတ်တယ် less than တင်ဒေတာလေးဒါဆိုရင် shaking လေးကိုပဲကြည့်မယ် minus 6က minus 14ငယ်နေရာဖြစ်တဲ့အတွက်ဆရာတို့ပါတင်မယ် less than ထည့်ရမယ်အဲ့တော့အနှုတ်ကိန်းနေသည်ကြီးလင်ငယ်လေးဖြစ်တဲ့အတွက် minus 6ကပါဖြစ်တာလေငယ်တာဒါကြောင့်ဆရာတို့တွေဒီ less than နဲ့ရေးပြရမယ် ဒါဆိုရင်ဆရာတို့ငငယ်တုန်းကမူလနဲ့လေးတုန်းကမှတ်ခဲ့သလိုပဲ G တင်ငေတာနဲ့ငေတင်ငေတာ greater greater than နဲ့ less than ကိုဆရာတို့ကမှားမှာမိမှာဆိုလို့ရှိရင်ငငယ်တုန်းကလို့မှတ်လို့ရတယ်။ G ရင်တငယ်ရင်ငါ G ရင်တကလေးလို့ပဲလှည့်ပြီးတော့ငယ်လို့ရှိရင်ငါကလေးလို့ပဲလှည့်တယ်။အဲ့တော့ဒီလိုမျိုးလေးနဲ့မဆူလေးနဲ့မှတ်ထားလို့ရပါတယ်။ဟုတ်ပြီနော်။ခဲဒါဆိုရင်ဆရာတို့ legend ကလေးတွားရအောင်။အဲ့တော့ legend ကဘိုက်2မှာဆရာတို့နံပါတ်1ကိန်းကြီးဟုတ်ပြီနော်။ကိန်းကြီးတွေပြီးထားတယ်။ ဂိမ်းမင်းပေါ်မှာမှတ်သားဖော်ပြပါတယ်ဒါဆိုရင်အရသမီးတော့ဂိမ်းမင်းပေါ်မှာရေးတက်လာလို့သူကလေ့ကျင့်ခန်းလေးလုပ်ခိုင်းတာဖြစ်တယ်ဒါဆိုရင်ဟောဒီဂိမ်းပြေတွေကိုဆရာတို့ကလေ့ကျင့်ခန်းလေးလုပ်ရအောင်အဲ့တော့ဂိမ်းမင်းလေးရင်ဆွဲမယ်ဂိမ်းမင်းဆွဲပြီးရင်အပောင်းလည်းမဟုတ်ဘူးအပောင်းပဲလည်းမဟုတ်ဘူးအနှုတ်ဂိမ်းလည်းမဟုတ်ဘူးဒါဆိုရင်ဆရာတို့အလဲမှာပါလေရင်မှတ်ရမလဲဟုတ်တယ်တော်ညလေးဝင်ရင်မှတ်ရမယ်ဒါကြောင့်0ပြီးတော့ဆရာတို့လေဒီလက်ဝဲပစာအနှုတ်ကိလေးတွေကိုအရင်ဆုံးဖြည့်မယ်ဆိုလို့ရှိရင် နောက်ကင်းလေးတွေရင်းသောလိုက်မှတ်ပဲဒီမှာတလုံး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 ဟုတ်ပြီနော်ဒါဆိုအနှုတ်ကင်းနေသည်ဆရာတော်ကကြီးလေငယ်လေးဖြစ်တယ်ဒါဆိုရင်0ပြီးတော့အနှုတ်ကင်းလေးရပါလားမလဲ -1 ဟုတ်တယ် -1 ပြီးတော့ရင်ဆရာတော်ကပါလားမလဲ -2 ဟုတ်တယ်ပြီးတော့ရင်ဆရာတော်က -2 ပြီးတော့ရင်ဒီဘက်မှာဘာရှိသေးလဲဘာရှာမလဲအော်ဒီမှာ -3 ဒါဆိုရင် -3 လေးဝန်းနေရချာရမယ် ပြီးတော့ minus 3ပြီးတော့ minus 4 minus 4လေးကိုအရင်ချမယ်ဟောဒါဆိုရင်အနှုတ်ကင်းလေးတွေကုန်သွားပြီလားဆိုတော့နှုတ်ကင်းလေးတွေကကုန်သွားပြီဒါဆိုရင်ဆရာတို့တွေအပေါင်းကင်းလေးတွေအပေါင်းကင်းကတော့လွယ်ပါလေကွာတောက်သမျိုးတည်ပြီးသားဟုတ်ပြီနော်ဒါဆိုရင်သုံးညာပြီးတော့ဆရာတို့ကဒီထဲမှာတက်ကကြီးပေးမထားဘူးဘန်းကပေးမထားဘူးဒါပေမဲ့ဆရာတို့ကဒီ unit ရေးတွက်တဲ့အခါမှာ0ပြီးတော့1 1ပြီးမှ2လာမှာဖြစ်တဲ့အတွက်အဲ့ဒီ1လေးကဘာလို့ပြရမလဲထည့်သွင်းရေးတွက်ရမှာဖြစ်လို့ဆရာတို့1 unit ထည့်လိုက်မယ်ပြီးတော့မှဆရာတို့ကဘာရေးလို့ရမှာလဲ to ရေးလို့ရမှာဒါဆိုရင် to ပြီးတော့မှဆရာတို့ကဘာလာမလဲ3ဟောဒါဆိုရင်3ပြီးသွားပြီဆိုရင်နောက်ဆုံးတစ်ခု4လေးပဲကျန်တော့တယ်ဒါဆိုရင်ဆရာတို့ကဂိမ်းင်းပုံမှာဘာလုပ်တတ်ပြီလဲမှတ်သားပေါ်ပြတတ်ပြီလွယ်လွယ်လीဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့နောက်ထပ်နံပါတ်2ကြည့်အောင်အောက်ပါကွက်လက်များတွင် greater than သို့သို့မဟုတ် less than သင်္ကေတအမှန်အောင်ဖြေပါဒီလောက်ကတော့ လွယ်လွယ်လေးပေါ့နော်အဲ့တော့ဆိုတော့ဒီကြီးရင်တဲငယ်ရင်ငါကြီးရင်တစ်ပုံစံလေးငယ်ရင်ငါပုံစံလေးဟုတ်ပြီဒါဆိုရင်တောင်ညာနဲ့တင်းနေတော့ကွာကလေးလေးတောင်သိရနော်အဲ့တော့ရှေကင်းလေးကိုပဲကြည့်မယ်ရှေကင်းလေးကငယ်ရင် less than ရှေကင်းလေးကကြီးရဆိုရင် greater than ထည့်ပေးမယ်ဒါဆိုရှေကင်းလေးတောင်ညာကငယ်နေရဖြစ်တဲ့အတွက်ဘာထည့်ရမလဲ less than ဒါဆိုရင်တောင်ညာကတစ်ထင်းငယ်တယောက်ငယ်တယ်လို့ပြောတာဖြစ်သွားပြီဟုတ်ပြီနော်ဒါဆိုနောက်တစ်ခါခွေး ဘာကိုရလဲအနှုတ်နဲ့အပေါင်းနဲ့ကြည့်လိုက်ရုံပဲအဲ့တော့အနှုတ်ကိန်းနေသည်အပေါင်းကိန်းနဲ့အနှုတ်ကိန်းသည်အနှုတ်ကိန်းကငယ်တာဖြစ်တဲ့အတွက်ဘာထည့်ရမလဲ less than ကဲ၃ညနဲ့တင်းနဲ့၃ညနဲ့တင်းနဲ့မှာဒီမှာ minus ဖြစ်နေတယ်ဟုတ်ပြီနော်ဒါဆိုအနှုတ်ကိန်းကငယ်ပြီးတော့0ကဘာဖြစ်တာလဲကြီးတာဖြစ်တယ်ဒီမှာဟုတ်ပြီနော်ဒါကြောင့်မို့ဘာထည့်ရမလဲ greater than အဲ့တော့ shape ကိန်းလေးကိုကြည့် shape ကိန်းလေးကကြီးတယ်ဆိုတော့ greater than နောက်လက်ကကြီးအနှုတ်ကိန်းနဲ့အနှုတ်ကိန်းနဲ့ဖြစ်နေတယ်အနှုတ်ကိန်းနေသည် ကြီးလေငယ်လေငယ်လေကြီးလေဖြစ်တယ်ဒါဆိုရင်ခုနှစ်နဲ့ရှင်းတဲ့မှာခုနှစ်ကငယ်တယ်ငယ်လေကြီးလေဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်မို့တရားတို့ပါထည့်ရမလဲ greater than နောက်တစ်ခါဆရာတို့89နဲ့20နှစ်နဲ့မှာလည်းအတိုင်းပဲနှုတ်ကိန်းလေးတွေဒီကြီးလေငယ်လေဖြစ်တယ်ဒါကြောင့်သူဒီ89က20နှစ်တစ်ကြီးတာဖြစ်တဲ့အတွက်နှုတ်ကိန်းကကြီးလေငယ်လေဒါကြောင့် less than ဟောပြီးတော့ရင်နောက်ထပ်စာလုံး7 minus plus နဲ့ဖြစ်နေတယ်။ဒါဆိုရင်ပေါင်းကိန်းကကြီးတယ်။ဒါကြောင့်ပါထည့်ရမယ်။ greater than ကဲဟုတ်ပါပြီဒါဆိုရင်ဆရာတို့နောက်ထပ်နံပါတ်3ဒီကကြတော့ဆရာတို့ကငယ်စဉ်ကြီးလိုက်စီစဉ်ခိုင်းတာဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ကဒီမှာငယ်စဉ်ကြီးလိုက်စီပါလို့ပြောတယ်အဲ့တော့ကြီးစဉ်ငယ်လိုက်ကြီးသွားစီမယ်ဆိုဆရာတို့ကမားမှာဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်သူပြောတဲ့အတိုင်းငယ်စဉ်ကြီးလိုက်စီရပါဒါဆိုရင်ဆရာတို့ကဂိမ်းတွေကိုဆရာတို့ကဂိမ်းပြေးတွေကိုငယ်စဉ်ကြီးလိုက်စီရင်ဆရာတို့ကငယ်တာဒီအနှုတ်ဂိမ်းလေးတွေကငယ်တာဖြစ်တယ်ဒါကြောင့်အနှုတ်ဂိမ်းတွေဝင်ရင်ဆုံးစီစီရမှာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုအနှုတ်ဂိမ်းလေးဘယ်နှခုရှိလဲရင်ဆုံးကြီးလိုက်မယ် နှုတ်ကိန်းလေသည်ကြီးလေငယ်လေဖြစ်တဲ့အတွက်အကြီးဆုံးကိုလိုက်ရှာရမယ်ဒါဆိုရင်အကြီးဆုံးဒီဘယ်လောက်လဲဆိုတော့ minus 10ဒါဆိုရင်အဲ့ဒီ minus 10ဒီပမာရေးရမယ်ငယ်ဆုံးဆိုတော့ရှေ့ဆုံးမှာရေးရမယ်ဒါဆိုရင်ငယ်စဉ်ကြီးလိုက်စီသက်စီရောဆရာတို့ရှေ့ဆုံးမှာမထည့်ရမယ် minus 10ငယ်စဉ်ကြီးလိုက်စီတော့လို့ရေးလိုက်ရတယ်နော်အဲ့တော့ဆရာတို့ဒီမှာ minus 10ဒီတော့ရေနှုတ်ကိန်းထဲမှာ minus 10ပြီးပါလားမလဲ minus 4 ဟောပြီးသွားရင်ဆရာတို့ကနောက်ထပ် -3 ပြီးတော့နောက်ကင်းရတစ်ခုပဲကျန်တော့တဲ့ -1 ဟောဒါဆိုရင်ဆရာတို့ငယ်စဉ်ကြီးလိုက်စီလာတာအပေါင်းကိန်းတွေပဲကျန်တော့တယ်တော့ဆို0ပြီးတော့ငယ်စဉ်ကြီးလိုက်ကတော့လွယ်ပါတယ်3 4နောက်ဆုံးကျန်နေတဲ့6ထည့်လိုက်ရင်သူ့ပေးတဲ့အောင်ငယ်စဉ်ကြီးလိုက်စီပြီးသွားပြီဒါသည်ငယ်စဉ်ကြီးလိုက်စီအဲနောက်ထပ်နံပါတ်လေးကြီးအောင်နံပါတ်4 ခင်ကြီးတွေပဲပြထားပြန်တယ်ဒီခါကျတော့ဆရာတို့ကိုကြီးစင်ငယ်လိုက်စီခိုင်းတယ်ဒါဆိုကြီးတာကိုရှေ့ဆုံးကထားရမယ်ကြီးတာရှေ့ဆုံးကထားရမယ်ဆိုတော့အပေါင်းကိန်းလေးတွေကိုရှေ့ဆုံးကထားရမယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့ဟာအပေါင်းကိန်းလေးတွေကိုရှေ့ဆုံးကထားရအောင်ဒါဆိုအပေါင်းကိန်းလေးလိုက်ရှာလိုက်အပေါင်းကိန်းလေးတွေလိုက်ရှာတော့ဒီမှာ1ရှိမယ်3ရှိမယ်6ရှိမယ်ပြောရမှာ0လည်းရှိဦးမယ်ဟုတ်ပြီနော်ဒါဆိုပြီးတော့မှအနောက်ကိန်းလေးတွေဒါဆိုရင်အပေါင်းကိန်းထဲမှာကြီးဆုံးဒီ sales ဖြစ်တယ်ဟုတ်ပြီเนาะဒါဆိုဆရာတော်ဟောဒီစက်ကရှင်းဆုံးကနေရမယ်ခြေစင်ငယ်လိုက်စီတော့ဗောဒါဆိုစက်ပြီးတော့ဘာလာမလဲအပေါင်းကိန်းထဲမှာကြီးတာက3ဟောနောက်ထပ်ဘာလာမလဲဆိုတော့1ပြီးတော့အပေါင်းလည်းမဟုတ်နှုတ်လည်းမဟုတ်0ခဲ့ဒါဆိုပြီးတော့ရင်ဆရာတို့တွေဒီနှုတ်ကိန်းလေးတွေထည့်တော့မယ်နှုတ်ကိန်းလေးတွေကြာရင်မှားထည့်တယ်ဒီထားရခြေစင်ငယ်လိုက်စီမှာပြီးတော့နှုတ်ကိန်းက ကြီးလေငယ်လေငယ်လေကြီးလေဒါဆိုရင်ကြီးဖို့အတွက်ဆိုရင်ငယ်တာစီကြီးတာဖြစ်တယ်ဒါဆိုအနောက်ကိန်းထဲမှာငယ်ဆုံးကိုလိုက်ရှာရမယ်ဒါဆိုအနောက်ကိန်းထဲမှာငယ်ဆုံးသည် minus 2ပြီးတော့မှကျန်နေတဲ့၃ခုထဲမှာငယ်တာသည် minus 4ကျန်နေတဲ့နှစ်ခုထဲမှာငယ်တာသည် -5 နောက်ကိန်းတွေကငယ်လေကြီးလေဒါကြောင့်ငယ်တာရင်းစီရတယ်ဒါဆိုနောက်ဆုံးပိတ်ကျန်နေတဲ့ -7 ဟောဒါဆိုရင်0တွေ ကြီးစင်ခဲ့လိုက်စီပြီးသွားပြီဒါဆိုတော့တပီတော့ဒီလေးကျင်ကလေးနားလည်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်တစ်ခုဆက်သွားလိုက်ရအောင်ပါကဲနံပါတ်5ဒီတခါကျတော့အောက်ပါဂိမ်းနှစ်ခုစီတွင်နဲ့မြေတီဂိမ်းကပူကြီးသနီးဟောဒီတခါပူကြီးသနီးလို့မြင်ကြီးတာပဲမြင်ရနော်သူကပြီးတော့တင်ကြီးသားကြလည်းတောက်တပီတော့ less than နေပါလိထည့်လို့မရအောင်ကျန်တာထည့်လို့မရအောင်သူက greater than ပဲသုံးရမယ်ဒါဆိုရင်ဟောဒီကာကြီးမှလည်းဖြစ်ရင် greater than နဲ့ဖြစ်ရမယ် ။ဟောဒီခါဝေးမှာလည်း greater than နဲ့ပဲဖြေရမယ်။ခါငယ်မှာလည်း greater than နဲ့ပဲဖြေရမယ်။ခါကြီးမှာလည်း greater than နဲ့ပဲဖြေ။ဒါဆိုရင်လက္ခဏာပြောင်းလို့မရဘူးဆိုသိကြတယ်။ဆရာတို့ရဲ့ဘာတွေကိုပဲပြောင်းရမလဲ။ဟုတ်တယ်ဒီကပြေကင်းလေးတွေကိုပဲဆရာတို့ကဘာလို့ရမလဲ။ထည့်ပြီးရတော့မှဟုတ်ပြီနော်။အဲ့တော့ဆရာတို့တွေဒီနေရာချင်းရတော့မှဒါဆိုရင်ဆရာတို့တွေဖြေကြည့်ကြရအောင်။ကဲဒါသမီးတို့ဖြေကြည့်ပါဦး။ပြင်ဆရာနဲ့ဖြေတိုင်း တော့ဖြေထားဖြေထားမယ်လို့ဆရာယုံပါတယ်เนาะအဲဆိုဆရာတို့တွေအဖြေတိုက်ကြเนาะအဲတော့ဒီနားလေးမှာတော့ဒါရသမီးကရက်ပြီးတော့အဲဆရာတင်ကြဆရာဆောင်တင်တာလေးခဏလေးရက်တာပြီးတော့အင်တာလေးရေးလိုက်ပေါ့เนาะပြီးတော့မှဆရာတို့အဖြေတိုက်ကြပါเนาะအဲ့လိုလေးလုပ်လိုက်ပေါ့เนาะဒါဆိုဆရာတို့ချီအောင်ပါကဲဒါဆိုဒီမှာ greater than နေပဲတုံးရမယ်ကျန်တော့တုံးလို့မရဘူး ကဲဒါဆိုရင်ဒီမှာ minus နှစ်ခုစလုံးကအနှုတ်ကိန်းနေဖြစ်နေတယ်ဒါဆိုရင်အနှုတ်ကိန်းစီငယ်လေးကြီးလေးဒါဆိုရင်ဒီတိုင်း2တိုင်းပြရမှန်နေတယ် minus 1ကကြီးတာဖြစ်တဲ့အတွက် greater than ပဲသုံးရမယ်ဒါဆိုဒီတိုင်းကြံကူချခြားထဲမှာ greater than ဒီထည့်ယူမယ်ဒါဆိုခါခွေးကြီးရအောင်ခါခွေးဒီအနှုတ်ကိန်းလေးနှစ်ခုဖြစ်တယ်ကြီးလေးငယ်လေးဖြစ်တယ်ဒါဆိုရင် minus 36ကဆရာတို့ကကြီးနေတာဖြစ်တဲ့သူဒီငယ်တာဖြစ်နေငယ်ရင် less than ထည့်ရမှာဒါဆိုသူနေရာပါနေတယ်ဒါဆိုသူဆရာရှင်းအောင်ချိန်ရမယ်ဒါဆိုရင် minus 5ဒီ ကြီးတာဖြစ်တဲ့အတွက် minus 5ကိုရှေ့မှာထားပြီးတော့ data set ကနောက်မှာထားမယ် greater than ထည့်ရအောင်။နောက်ပြီးနောက်ထပ်ကငယ်လေအတိုင်းပဲငယ်လေကြီးလေဖြစ်တဲ့အတွက် minus 1ကငယ်လေရှေ့မှာထားရမယ်။ကကြီးမှာလည်းအတိုင်းပဲဆိုတော့ဒီငယ်လေကြီးတာဖြစ်တဲ့အတွက် minus 10ကငယ်လေရှေ့မှာထားရမယ် greater than နဲ့ဖြည့်ရမယ်။အားလုံးမှန်မယ်လို့ယုံကြည်ပါတယ်။နောက် data set အောက်ပါဂိမ်းနှစ်ခုစီတဲ့နဲ့မြေတီဂိမ်းကပုံငယ်တနည်းအဲ less than နဲ့ရေးခိုင်းတာဒီတစ်ခါလေခုနကလိုပဲ ဆိုတော့ less than ပဲထည့်ပြရမှာကျန်တာတွေထည့်လို့မရဘူးအဲ့တော့ less than သင်္ကေတပဲသုံးရမယ်ဒါဆိုရင်ငယ်တဲ့ကောင်တွေရှေ့မှာရေးရမယ်အဲ့တော့ငယ်တာကိုရှေ့မှာထားရမယ်ဆိုရင်ဘယ်ဟာငယ်လဲဆိုတော့နေရာချင်းရမှာပေါ့ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့တွေဒီဒီမှာလည်းအနောက်ကိန်းလေးတွေရှိတယ်ငယ်တာဒီဆရာတို့ကြီးလေငယ်လေဆိုတော့ကြီးတဲ့ကောင်ဆင်းရှားလိုက်ပေါ့အဲ့ဆို200နဲ့100 200ကကြီးရဒါဆိုရင် minus တဲ့မှာ minus 200ကကြီးရဆိုတော့ရှေ့မှာရေးလိုက်ပေါ့ဟုတ်ပြီနော်ဒါဆိုဆရာတို့တွေ အဲဒီပါပြီးတော့ဇန်နဝါရီလေးပဲသာသမီကိုဖြည့်ကြည့်မယ်ဆရာနဲ့ဖြည့်တိုက်နော်အဲ့တော့ဒီနာလီမှာဆက်ထားပြီးတော့ဖြည့်ကြည့်လိုက်ပေါ့စိတ်နဲ့ဖြည့်ကြည့်ရင်တော့ရပါလေဟုတ်ပြီနော်ဒါဆိုဆရာတို့အဲအဖြည့်တိုက်လိုက်မယ်ဆိုရင်အနောက်ကိန်းလေးတွေမှာဂျီလင်ငယ်လေးဖြစ်တယ်ဒါဆိုရင်360နဲ့955မှာ955ဂျီတယ်ဒါဆိုရင်ဂျီလင်ငယ်လေးပြည့်တော့သူ့ကိုရှေ့မှာရေးရမယ် less than 300မှာအဲ့တော့သူတို့နှစ်ခု80နဲ့56မှာလည်းပဲ 80ကကြီးတယ်ကြီးလင်ငယ်လေးဖြစ်တယ်ဒါကြောင့်80ကိုရှင်းပါရေးမယ် less than ဒုလည်းအတိုင်းပဲဆရာတို့ဒီ131ကကြီးရယ်ဒါဆိုဆရာတို့ပါလုံးရမယ် less than ရှိမှရေးရမယ်ဒါဆိုဆရာတို့တွေသင်္ကေတ less than သင်္ကေတကိုလည်းဖြေတတ်မယ်လို့ဆရာယုံကြည်ပါတယ်နောက်တစ်ခုသွားရအောင်ပါ minus 7နဲ့7ကြားရှိဂိမ်းပြင်းများကိုရေးချပါအဲဒီနေရာလေးမှာသတိထားရမယ်ဂျားရှိလို့သူကပြောထားတယ် ဈာကြီးဆိုရင်ဇာတ်လို့ -7 နဲ့7ကိုထည့်ရရမှာလားမရရဘူးကဈာလို့ပြောတော့ဟုတ်တယ် -7 နဲ့7ကိုထည့်မရရဘူးဟုတ်ပြီနော်ဒါဈာရင်းကငါဆိုဈာလို့အကျန်းလေးထဲမှာခြာရည်ကြည့်မယ်ကွာ -7 နဲ့7ဈာထဲမှာရှိတဲ့ gain တွေခြာရည်ကြည့်လိုက်မယ်ခြာရည်ပြီးသွားရင်ဈာလို့ပြောတဲ့အတွက်ဘယ်ကောင်းနေဖြစ်မလဲဟုတ်တယ် -7 နဲ့7မပါဘူးဒီဈာရဲ့အကောင်တွေပေါ့ဒါဆိုရင် -6 ကနေ7ပေါ့ဒါဆိုအဖြစ်ရေးလိုက်လို့ရပြီ -7 နဲ့7ကြာကြည့်ဂိမ်းပြများကဘလာ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 ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာဒီတိုင်းလေး -6 ကနေပဲဒီလက် sensitivity ရေးလိုက်သူကနောက်မှမိကွန်ဆက်ပြီးမေးထားတယ်ဂိမ်းပြမြများရှိသနည်းဟောရေးတွင်းလိုက်ပေါ့ဂိမ်းပြဘယ်နှလုံးရှိလဲဟုတ်ပြီနော်ဒါဆိုရင်ဒီမှာအာ6နာရီက7နဲ့လေကောင်းကတုံညာလေးနဲ့ဆိုရင်73လုံးပေါ့ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ဂိမ်းပြ73လုံးရှိပါသည်ဟောပြီးတော့နံပါတ်9ပြီးတော့နံပါတ်10 ။ဘာဘာကိမြေအတီတီတော်ဒီတုံညာမယူနေမြများကွာဝေးသည်နီ။အဲတုံညာမလို့သူကပြောလာတယ်နော်။အဲဒီထိုင်ရမယ်။ဒါဆိုတုံညာကနေပဲသူကမေးတာ။ဒါဆိုရင်ဘိုင်းနဲ့အတူပါ။ဆရာတို့ကိမြေမှာဆိုလို့ရှိရင်အဲဒီညာက0ပေါ့လေ။ဒါက -1 ဒါက -2 ဆိုပါတော့။ကဲ -2 လေးကတောင်ချမ်းကနေရေတွက်ခိုင်းလို့ရှိရင်ဟောဒီတောင်ချမ်းကနေရေတွက်ရင်ဘလောက်ယူနေမှရှိရလဲ။နေယူနေမှရှိရပါတယ်။တယူနေနေယူ။အဲ့လိုမျိုးရ ဟုတ်ပြီနော်သူက၃ညမှဆိုတော့၃ညကနေမှမေးတာဒါဆိုဆရာတို့ဒီတိုင်းစိတ်နဲ့တွေ့ကြည့်လို့ရရဲ minus 2ဆိုတော့ဟုတ်တယ်၃ညကနေ2 unit ပေါ့ဒါဆိုရင်တွဲဆိုတော့ဘယ်လောက်ဖြစ်မလဲတွဲ unit ပဲပေါ့ဟုတ်ပြီနော်စနစ် unit အဲ့ဆို15ကြတော့လေ15 unit ပဲပေါ့အဲ့လိုဖြည့်သွားလို့ရရဲဟုတ်ပြီနော်ဒါဆိုတွဲ unit သူက15 15 unit အာပြီးတော့က22 22ဆိုလည်းပဲအတိုင်းပဲ22ဆိုဆရာတို့ဖြည့်လိုက်ပေါ့25ကြရောအေးပေါ့25ပေါ့ ဒီလောက်ကတော့ဆရာတပည့်တွေ join ပြီးသားဟုတ်ပြီနော်ကြည့်ဒါဆိုရင်ဆရာတို့တွေဒီနံပါတ်5ဒီတုံညာကနေ unit block กว่าဝေးလဲဆိုတာဖြည့်တတ်မယ်လို့ယူကြည်ပါတယ်နောက်ထပ်သင်ခန်းစာလေးဆင်းရအောင်ပါကဲနောက်ထပ်တစ်ခုနံပါတ်9ဒီတစ်ခါကျတော့ဆရာတို့ကဂိမ်းပြေတွေနှစ်ခုရဲ့တဲ့ယူနစ်အကွာဝေးကိုမေးရဂိမ်းပြေနှစ်ခုရဲ့ယူနစ်ကဘယ်လောက်ကွာဝေးလဲတဲ့ -1 နဲ့5ကရောဘယ်လောက်ကွာဝေးလဲဒါဆိုဆရာတို့ကဇာတ်စရာလေးနဲ့ဖြေလိုက်မယ် ဟုတ်ပြီနော်တခါတည်းအကုန်လုံးကိုကာကြီးကနေစာလုံးအထိတခါတည်းဖြည့်ပြလို့ရအောင်ဆရာကဆရာလေးဆွဲလိုက်တယ်။ကဲသူပေးထားတဲ့ဂိမ်းပြေတွေကဒီဘက်မှာပေါ့ကွာ။အဖြေကဒီမှာယူနဲ့ကွာဝေးတွေဖြည့်မှာပေါ့။ဒါဆိုကာကြီးလေးစဉ်းစားရအောင်။ -1 နဲ့ -5 နဲ့မှာဆရာတို့ကဘယ်လောက်ကွာဝေးလဲဆိုတာရေးတွေ့ကြည့်အောင်။ဒါဆိုဆရာကဂိမ်းပြေလေးအကျန်းဆွဲလိုက်နေ။ -1 ကနေ 5t ဘယ်လောက်ကွာဝေးလဲရေးကြည့်အောင်ကြားတယ်။ဒါဆိုဆရာတို့ကဒီတိုင်းလေးစိတ်နဲ့တွေ့ကြည့်လို့ရအောင်။ ဂိမ်းတွေအများကြီးဖြစ်လာတဲ့အခါဂိမ်းမင်းကြီးဆွဲဖို့ကမလွယ်ဘူးလीเนาะအဲ့တော့ဆရာတို့ဒီတိုင်းခံမှန်းပြီးဖြေတဲ့ရမယ်ဒါဆိုဘလို့တွက်မှာလဲဆိုတော့0ကနေဆရာတို့အနှုတ်ဘက်ပါလာရင်အနှုတ်ဘက်ကိုရင်းရင်းတွဲလိုက်0လေးကနေ -1 အထိကတယူနေ0ကနေ5အထိက5ယူနေဒါဆိုရင်ဘာနဲ့တင်းနေပေါင်းတော့ဘလောက်လဲ6ယူနေဟောအဲ့လိုမဟုတ်ဘူးတစ်ခုစီပဲရည်ရှင်နေကွာဆိုလည်းပဲ1ယူနေ2ယူနေ တောင်းယူနေလေယူနေငါယူနေခြာယူနေလို့ရည်လို့ရတယ်။ဒါပေမဲ့ဆရာတို့ကခဏအကိန်းတန်းလေးပဲဒီတိုင်းလေးပဲကြည့်ပြီးတော့ရေတွဲရမှာဖြစ်တဲ့အတွက်0ကနေနှုတ်ဘက်ကိုတစ်ခါကြီး0ကနေအပေါင်းဘက်ကိုတစ်ခါကြီးပြီးတော့ပေါင်းလိုက်တာကစိမ့်နဲ့တွဲရတာတွဲကူမယ်လို့ထင်။ဟုတ်ပြီနော်အဲ့တော့အတိုင်းလေးမှတ်လည်ရပါတယ်။ဒါဆိုရင်ဆရာတို့ဒီ sys ယူနေရပြီ။ဒါဆိုဆရာတို့ဖြေလိုက်ရုံပဲနံပါတ်ကကြီးက sys ယူနေ။ဒါဆိုရင်ခါဝေးကငယ်ကကြီးငါအစားလုံးဒီနေရာလေးမှာရက်ပြီးတော့ဂျန်တဲ့သင်္ကန်းစာလေးကြီးသာသမီးတို့ဖြေကြည့်ပါ ဟုတ်ပြီနော်ပြီးတော့မှဆရာနဲ့ဖြည့်တိုင်းပါပေါ့ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ဖြည့်တိုင်းရအောင်ပါ minus 3နဲ့ minus 5ဒါဆိုရင် तू က minus 2ပဲဖြစ်တဲ့အတွက်အနှုန်းဖြစ်တယ်ပဲဒါဆိုရင်3နဲ့5မှာဘယ်လောက်กว่าလဲဆိုတော့9နဲ့3ဘယ်လောက်กว่าလဲ3နဲ့9နဲ့ဆိုတော့ဆရာတို့ဟုတ်တယ်2 unit ပဲกว่าတယ်ခဲဒီမှာကျတော့ဆရာတို့က1ကနေ minus 5ဒါဆိုရင်ဆရာတို့ကအနှုန်းဘက်ကက9 unit အပေါင်းဘက်ကက1 unit ပေါင်းတော့6 unit စိမ့်နဲ့တွက်လို့ရတယ် ဒါဆိုဒီမှာအနောက်ဘက်ကတော့3ယူနစ်နောက်ဘက်ကတော့3ယူနစ်အပေါင်းဘက်က10ယူနစ်ပေါင်းလိုက်တော့73ယူနစ်အဲ့လိုစဉ်းစားရအောင်ဒီမှာကျတော့အနှုတ်တွေပဲအနှုတ်တွေကတော့ဆရာတို့ -1 ကနေစတာ1ကနေ25အထိဆိုတော့ဆရာတို့ကဘယ်လောက်ပဲလဲ24ရနာလေးမှာမမယ်နော်0ကနေစတာမဟုတ်ဘူးနော်0ကနေ -25 ဆိုရင်တော့25ယူနစ်ကိုက0ကစတာမဟုတ်ဘူး -1 ကစတာပြုလို့ဒီယူနစ်ရှင်းလိုက်တော့ဆရာတို့က24ယူနစ်ကဲဒီမှာလည်းအတိုင်းပဲ ်အနောက်ဘက်ကိုကြဆရာတို့10 -10 ဆိုတော့30 units 30ပေါင်းဘက်ကိုကြ3ဆိုတော့ပေါင်းလိုက်တော့73 unit ဟောအဲ့လိုစိတ်လေးနဲ့တွေ့ပြီးတော့လေဖြည့်လို့ရတယ်ဒါဆိုရင်ဒီသင်ခန်းစာလေးလည်းတားသပြီးတော့နားလည်မယ်လို့ဆရာယုံကြည်ပါတယ်ကဲဒါဆိုရင်ဒီနေ့သင်ခန်းစာလေးကပြီးပါပြီကဲဒီလားဆိုရင်တားသပြီးတော့ဆရာပြပြဆယ်အောင်ဆရာဒီနေ့ဗာသင်ခန်းစာလေးသင်လိုက်တာလေဟုတ်တယ်ဗာသင်ခန်းစာလေးအဲ့တော့ဂိမ်းပြည့်တွေကိုဂိမ်းပြင်းပေါ်မှာငယ်စဉ်ကြီးလိုက်ကို စီစဉ်အတိုင်းနေရာချတတ်ဖို့ဖြစ်တယ်။ဒါဆိုရင်တာဝန်သူလုပ်ငန်းစဉ်ကြီးလိုက်စီစဉ်စီစဉ်အတိုင်းနေရာချတတ်ပြီနော်။အဲဟုတ်ပြီ။ဒါဆိုရင်ဆရာတို့မှတ်စုလေးပြန်ပြောပြပါအောင်။မှတ်စုလေးရပါလေ။ဟုတ်တယ်။ကိန်းပြေတွေကိန်းချင်းပေါ်မှာဆရာတို့ကဂိန်းနေသည်လဝဲဘက်ကိုရောက်လေရောက်လေပို့ပြီးတော့ငယ်ငယ်သွားပြီးတော့လက်ရဘက်သို့ရောက်လေနိပို့ရပို့ရကြီးသွားပါလေ။ဟုတ်ပါတယ်နော်။ဒါဆိုရင်ဒီနေ့သင်ခန်းစာလေးတာဝန်သူလုပ်နားလည်မယ်လို့ယုံကြည်ပါရစေ။ဒါဆိုရင်ဆရာခါ ြောနေကြတာနောက်ဆုံးပဲဒါလေးလေစကားလက်ဆောင်လေးဟုတ်ပြီနော်ကဲဒီနေ့စကားလက်ဆောင်လေးကတော့ဆရာတို့950ဒီဘက်တော်ရင်းမှာပါပါတယ်နံပါတ်2ချစ်လေးဖြစ်တယ်ဒါလေးဆိုတော့အခက်အခဲကိုဇွဲလုံးလားဖြင့်ကြုံလွန်နိုင်သည်အဲ့တော့အခက်အခဲကိုဇွဲလုံးလားနဲ့ဘလို့ကြောသွားလဲဆိုတာသိချင်နေဆိုဆရာတို့ဖတ်ကြည့်ပေါ့နော်ဆောင်းလေးဖတ်စီချင်ပါတယ်အဲ့တော့ဒါတို့တမီးတို့တွေဒီဆရာမိပါတွေထက်တဆင်းမြင့်အောင်ကြိုးစားနိုင်တယ် ကျောင်းသားကျောင်းသူပြည်များဖြစ်ကြပါစေ။ Bye bye